2026မှာတင်းငွေတားမွေကံကြမ္မာကအကောင်းဆုံးလို့ပြောလို့ရတဲ့နေထဲမှာပါနေပါတယ်။ဘာတွေကဒီလောက်တော့ကောင်းနေလဲဘာတွေတိတာရောက်လဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ကောင်းအားက80လောက်ရှိနေပါတယ်။တိတာရောက်မှာက30လောက်ရှိနေပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေတိတာရောက်လဲဆိုတော့နမတတိချက်နေနဲ့တငယ်ချင်းကံမိတ်ဆွေကံနဲ့ပတ်သက်တာအရန်ကောင်းနေပါတယ်။ဒီ2026မှာကိုယ်ကိုကြီးတဲ့သူတွေ ဖေးမမဲ့သူတွေ တငယ်ချင်းမိတ်ဆွေတွေအကူအညီထောက်ပံ့ကြောင်းကိုမှအစဉ်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်တငယ်ချင်းကမိတ်ဆွေကံကတော့အရန်ကောင်းနေတဲ့ကာလဖြစ်တော့ကြောင့်တငယ်ချင်းအကူအညီထောက်ပံ့ကောင်းတွေယူသင့်ပါတယ်။ ိုကအခက်ခဲတွေအကျက်တွေဖြစ်နေတယ်ဆိုရင်တော့တငယ်ချင်းမိတ်ဆွေတိုင်းမှာဆွေးနွေးပါသူစီကအကူအညီထောက်မှတ်ကောင်းတွေယူမယ်ဆိုရင်မိတ်ဆွေကြုံတွေ့တဲ့အခက်ခဲတွေပြေပြောက်သွားပြီးတော့ကောင်းတဲ့အရာလေးတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။နောက်တငယ်ချင်းကံမိတ်ဆွေကံကအရန်ကောင်းပါလေ။ငွေချေးဥစ္စာပစ္စည်းနဲ့ပတ်သက်တာကတော့90 90ပါပဲ။လွန်ခဲ့တော့2025တော့ကငွေတွေမစုမိမဆောင်းမိတဲ့ငွေချေးတွေကဒီလာမယ့်2026မှာစုမိမယ်ဆောင်းမိမယ်ကာလထဲမှာရှိနေပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါတယ်။ ပြီးခဲ့တော့နှစ်လုံးကရစရာရှိတဲ့ငွေကြေးတွေပြန်မရောက်သေးတဲ့ငွေကြေးတွေလည်းပြန်လည်ရရှိတတ်ပါရဲ့ပြီးတော့ကံနဲ့ဖက်သက်ပြီးလည်းဝင်လာနိုင်တယ်။ဒါကြောင့်မို့2026မှာတင်းငွေတွေတာမန်ငွေကြေးကံနဲ့ကောင်းတယ်လို့တငယ်ချင်းကမိတ်ဆွေကံကလည်းအရန်ကောင်းနေတဲ့ကာလတွေမှာရှိနေပါလေ။မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်တော့မကောင်းနည်းနည်းလေးအညံ့နေတော့ရှိတယ်။အညံ့ဆိုတာကြီးကြီးမားမားမဟုတ်ဘူး။ကိုယ့်ကကိုယ့်ရဲ့မိသားစုပေါ်မှာဘလောက်ပဲနားလေပေးပေးသူတို့အတွက်ပဲဘလောက်ပဲပြင်ပန်းခဲ့ပြင်ပန်းခဲ့ ကို့အဆိုအကောင်းမြင်တာတွေအပြစ်ပြောချင်တာတွေအပြစ်မြင်တာတွေကြုံတွေ့နေတတ်ပါလေအဲ့ဒီပြောဆိုမှုကြောင့်ကို့မှာတစ်ခါလေးစိတ်ညစ်တယ်စိတ်ကုန်တယ်စိတ်ပြတ်တယ်အဲ့လိုမျိုးတွေရင်ဆိုင်ရတတ်ပါလေဒါပေမဲ့လက်နှစ်တဝက်လောက်မှာပဲကြံကြော်ပြီးနောက်ပိုင်းမှာတော့နားလည်မှုတွေရပြီးတော့အဆင်ပြေသွားမယ်ဆိုတဲ့ကာလတွေမှာရှိနေပါတယ်အရန်ကောင်းပါတယ်နောက်တစ်ချက်ကောင်းတာကအိမ်ဝယ်ခြင်းတဲ့သူတွေခြံဝယ်ခြင်းတဲ့သူတွေအိမ်ခြံပြင်းနဲ့ပတ်သက်ပြီးတော့ဝယ်ခြင်းတဲ့သူတွေနေနဲ့ ။နောက်တေချာပေါက်ဝင်ရမယ်ကံကလည်းပါလေပြန်ရော။အိမ်လိုချင်တဲ့သူတွေခြံလိုချင်တဲ့သူတွေကလည်းအလွယ်တကူရရှိမယ်ဆိုတဲ့နှစ်တစ်နှစ်မှာရောက်ရှိနေပါတယ်။ဒါကြောင့်2026မှာတနည်းဝေသားမိကတော်တော်များများကောင်းနေတဲ့ကာလထဲမှာရှိတော့ကြမို့အယမ်းအဆင်ပြေတယ်လို့ဆိုရမှာဖြစ်ပါတယ်။တခုတ်တတိထားဆရာရှိတာက2026မှာတနင်္ဂနွေသားမိအတွက်စစရအစင်ပြနေတဲ့ဆိုပေမဲ့ကို့လူမုံများတတ်ပါတယ်မနာလိုတဲ့သူတွေများတတ်ပါတယ် ကိုကဘလောက်ပဲကူညီခဲ့ကူညီခဲ့ဘလောက်ပဲကောင်းရဲ့ကောင်းတယ်မနာလူတချို့ကတစ်ချိန်တစ်ခါလောက်သူတို့မကူညီမိရင်ကိုကိုအပြစ်ပြောတာတွေအတင်းပြင်းပြောတာတွေကိုရဲ့မကောင်းကြောင်းတွေဆောက်ပြောတယ်ကိုအပုတ်ချတာတွေတော့ကျွန်တော်ရတပါလေဒီတစ်ချက်တော့တော်တော်လေးဒီထားရမှာဖြစ်ပါတယ်ကိုမှတ်တဲ့ချိန်ဘသူကယူမဆိုင်ပါနဲ့ကိုအကျိုးမပေးတဲ့သူ နော်ကိုယ့်ကအကျိုးမရှိတဲ့သူတွေကိုစိတ်ပေါင်းခုခွာဆိုတဲ့ပုံစံနဲ့ပေါင်းသင်းဆက်ဆံမယ်ဆိုရင်တော့အကောင်းဆုံးပါပဲခင်ဗျာ။ဒါကြောင့်မိတ်ဆွေတကယ်ချင်းပတ်သက်ရင်အရန်အကောင်းတဲ့သူရှိရင်လို့ကိုယ်နဲ့အရန်မသိတဲ့သူအရန်မရင်းနှီးတဲ့သူတွေကကိုယ့်ဒုက္ခပေးတတ်ပါတယ်။တကယ်ချင်းရှင်းနေရဘာမှမလုပ်ဘူး။ဒါကြောင့်မို့မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်တော့တချို့ကြတော့ ဂယုဆိုင်စရာရှိနေပါတယ်။တချို့ကြတော့နည်းနည်းလေးသတိထားရမယ့်ကာလမှရှိပါတယ်။အတူရောင်လေးညားနေတဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ဒီချက်တော့သတိထားပေးပါ။အချိန်နဲ့ပတ်သက်မယ်ဆိုရင်တော့လွန်ခဲ့တော့2025မှာအရှိကံညံ့ခဲ့သမျှတွေဒီ2026မှာတင်းကျပ်သားတွေအခြေခံတွေကောင်းလာပါပြီအဆင်ပြေလာပါပြီကိုယ်နဲ့ကိုချစ်သူနဲ့ကွဲကွာနေတယ်ဆိုရင်ပြန်လဲပေါင်းဖက်ရမယ့်နှစ်နှစ်လည်းဖြစ်ပါတယ်အဆင်မပြေတဲ့သူလည်းတေချာဖို့အဆင်ပြေမယ့်ကာလတည်းမှာရှိနေပါတယ် အရှိန်နဲ့ပတ်သက်ပြီးတော့ဖူးစာစစ်ဖူးစာမှန်ပုံမဲ့ကာလတွေမှာလည်းဖြစ်တော့ကြောင်းတော့မမျော်လင့်ပဲနဲ့လေအိမ်တော်ကြနိုင်ကိတွေရှင်ပြေပြန်ရောဒါကြောင့်2016မှာတနင်္ဂနွေသားပြန်မမျော်လင့်မဲ့အိမ်တော်ကြကိတွေရှင်နေပါတယ်ဒီတစ်ချက်ကလည်းအရန်ကောင်းပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့တော့အဆင်ပြေပါလေ2026မှာအိမ်တော်ရဲ့တာယာချင်းမိသားစုနဲ့ပျော်ပျော်စွယ်နေရချင်းတော့မိသားစုတွေပြန်လည်စုံစည်းချင်းတော့ဒီလိုကိစ္စတွေနဲ့ပြည့်စုံပြီးတော့ပျော်စွယ်သောမိသားစုဘဝတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းနေပါတယ်ဆရာကျွန်တော်ကျမကအင်တော်ကြီးကိုယ်နေတဲ့အင်တော်ကြီးအစ်စင်မပြေဘူးဆိုရင်မပြောနဲ့အဲ့ဒါက2025မှာကြံခဲ့ပြီး2026ရောက်သွားတာနဲ့အင်တော်ကြီးကံတွေလိုလိုနေနဲ့ခေါင်းလာမှာဖြစ်ပါတယ်အစင်ပြေလာမှာဖြစ်ပါတယ်ဒါကြောင့်မို့2026မှာတော်တော်များများကတင်းတွေသားတွေကကံကောင်းနေတဲ့ကာလထဲမှာရှိနေပါတယ်ရန်စင်ပြေပါတယ်ကဲတခုတော့တတိသားဆရာရှိတယ်ကျမရင်းနဲ့ပတ်သက်တာ ကိုကအလုပ်တွေအရန်စူးစားတယ်အလုပ်တွေအရန်လုပ်တယ်ကိုကလှုပ်တဲ့လောက်နဲ့အစဉ်ပြေတဲ့အတွက်ကြောင့်မို့အလုပ်တွေစူးစားအကြီးလုံးတော့ကိုရဲ့ကျမရဲ့ဘယ်လိုမဆိုင်တာမျိုးပြစ်ထားမိတာမျိုးနော်ကျမရဲ့နဲ့တဲ့တဲ့အစားတောက်တွေမစားမိတာမျိုးနော်အဖြစ်တယ်လို့ပဲစားလိုက်တာမျိုးတွေအထူးကြီးဆိုင်ပါအစားအတောက်နေထိုင်နေကြီးဆိုင်မယ်ဆိုရင်တော့ကျမရဲ့ပဲကောင်းမွန်တာပဲကြုံတွေ့မှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်မိတ်ဆွေရအလုပ်တွေပဲအရန်လုပ်မယ်စူးစားမယ်နော်ကျမရဲ့တို့မိထားမယ်ဆိုရင်ရုပ်တရက်ကျမရဲ့ညံ့ပြီးတော့ ကိုယ့်ရဲ့အလုပ်လေးထိခိုက်တာတွေနှောက်နေတာတွေဖြစ်လာတယ်။ဒါကြောင့်မို့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘီယူဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။နောက်တစ်ချက်ကောင်းနေတာကတင်းငွေတွေတာမီဖိဖိမိမိနဲ့တာမီအကျိုးခံစားရမယ်ကာလတွေမှာရှိနေပါတယ်။တာအကျိုးရောတမီအကျိုးရောအကျိုးပေးတဲ့နှစ်နှစ်ဖြစ်ပါတယ်။ဒါကြောင့်တာမီနဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေတဲ့နှစ်တွေမှာရှိနေပါတယ်။တာမီလိုချင်တဲ့သူတွေတာမီမရတဲ့တင်းငွေတွေတာမီတွေရှိတယ်ဆိုရင် တေချာပေါ့ဒီနှစ်မှာတာရီတွေရရှိမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်တာရီကန်ကလည်းအရန်ကောင်းနေတယ်ကားထဲမှာရှိနေပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့2026လေးဝင်လာတဲ့ပညာရေးတွေတော့ကောင်းမွန်လာတာမျိုးတွေစောင်းမဲ့အလွယ်တွေကိုအောင်မြင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်တခြားပညာရေးနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်အားကောင်းနေတယ်ကားထဲမှာရှိပါတယ်ဘာသာပြားနဲ့ပတ်သက်ပြီးတော့ဘာသာပြားလေးတွေကိုများများလုပ်ချင်အားဖြင့်ကိုယ့်ရဲ့ကံတွေကပို့ပြီးတော့ကောင်းမွန်လာဖို့ရှိပါတယ် အထိတ်ထန်ဝင်တာတွေနောက်ကုလိုကောင်းမှုတွေလောက်တာတွေမိတ်ဆွေကအလှူတန်းတွေများများလှုပ်ချင်အပြင်ဘာသာတရားတွေများများလှုပ်ချင်အပြင်မိတ်ဆွေကံတွေကကောင်းမွန်လာမှာဖြစ်ပါတယ်။ဒါကြောင့်ကုလိုကောင်းမှုတွေများများလှုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ ်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမဲ့ကာလထဲမှာတော့ရှိပါတယ်အခုသတိထားဆရာရှိတာနောက်ဆက်မတင်ပါနဲ့နိုင်ငံကြားသွားဖို့ပဲဖြစ်ဖြစ်ပေါ့နော်အလောက်နဲ့ပတ်သက်ပြီးတော့သွားမယ်လာမယ်ဆိုရင်နောက်ဆက်မတင်ပါနဲ့အနောက်မှာမိဘတွေစိတ်မချလို့သားသမီးတွေစိတ်မချလို့ကိုယ့်ရဲ့အိမ်တော်ဘက်တွေကိုစိတ်မချလို့ညီညီမတွေစိတ်မချလို့နောက်ဆက်တင်နေမယ်ဆိုရင်မဲဆိုရင်အလောက်ကိုင်းစီးပွားရေးနောက်နေတော့မှာဖြစ်ပါတယ်ဒါကြောင့်မလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုပြတ်တာဖို့ရေးကြည့်တယ်ဘယ်ကိစ္စမဆိုနော်အာနာရာတွေငဲညာရာတွေ တနာတော်လေးမရှိဘဲနဲ့ပြက်ပြက်သားသားလုပ်မယ်ဆိုရင်တော့ဘယ်လိုကိစ္စမဆိုဘယ်လိုစီးပွားရေးမဆိုအောင်မြင်မယ်ဆိုရင်နှစ်နှစ်တည်းမှာရောက်ရှိနေပါတယ်။ဒါကြောင့်တင်းငွေသားပြည်နေနဲ့စီးပွားရေးလုပ်ကိုင်နဲ့ပတ်သက်မယ်ဆိုရင်မိမိစူးစမ်းရင်စူးစမ်းလောက်တော့အဆင်ပြေမယ်အောင်မြင်မယ်ကာလထဲမှာရှိနေပါတယ်။အရန်ကောင်းပါတယ်။တခုတတိထားရမှာကကံနဲ့ပတ်သက်ပြီးတော့တိတ်အချုံမပေးဘူးနော်။ထီတွေရမ်းထိုးတာတွေနော်။ဟိုနှလုံးကိစ္စသုံးလုံးကိစ္စအဲ့လိုကိစ္စတွေတွေလိုက်လုံမယ်ဆိုရင်တော့အကျုံမပေးဘူးကိုစုဆောင်းထားတဲ့ငွေကြေးတွေပတ်လုံးသွားမှာဖြစ်ပါတယ် ။ဒါကြောင့်မို့မိမိအနေနဲ့စူးစမ်းရမှာကအလုံးနဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့စူးစမ်းပါအားထုတ်ပါ ကိုစူးစမ်းရင်စူးစမ်းလောက်အောင်မြင်ပြီးတော့ကိုဖြစ်ချင်တဲ့အိမ်ဝဲချင်တာလားကားဝဲချင်တာလားအဲ့လိုဆန္ဒတွေပြမြောက်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုကောင်းနေတာကအလောက်ကန်အစဉ်ပြေပြီးတော့နော်အိမ်ဝဲဖို့ကံကလည်းရှိနေတယ်။အိမ်ဝဲနိုင်မဲ့ကံကလည်းရှိတော့ကြောင်းမို့ကြောင်းနေတဲ့အကြံပြုရမယ်ဆိုရင် ကိုယ်တိုင်စူးစမ်းအားထုတ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်တယ်။ကိုစူးစမ်းရင်စူးစမ်းလောက်တော့အစဉ်ပြေမယ်အောင်မြင်မယ်ကာလထဲမှာရှိနေပါတယ်။မိတ်ဆွေကကန်ဆန်းချင်တယ်ကန်ကောင်းနေတဲ့နံပါတ်ကိုတီးချင်တယ်ဆိုရင်တော့နှစ်ပါတဲ့နံပါတ်တွေ 6ပါးရဲ့နံပါတ်တွေကအကျိုးပေးတယ်ဒီလိုနံပါတ်တွေရွေးချယ်ခြင်းအားဖြင့်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ဘဝဝါနာပါလို့စမ်းသပ်ခြင်းလဲဆိုရင်တော့နှစ်ထဲ6ပဲဒီလိုနံပါတ်တွေစမ်းသပ်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်တနည်းပတ်လုံးမှာကံကောင်းနေတဲ့အရာလေးကိုကျွန်တော်ပြောပြပါမယ်ကံကောင်းနေတဲ့အရာကတိမ်ပြောင်ရောင်းနဲ့အဖြူရောင်းရင်ကကံကောင်းပါတယ်ကိုညံရှိလို့အသုံးပြုလို့ရပါတယ် အဖြူရောင်နဲ့တိမ်ပြာရောင်ကိုမိမိတို့အရေးကြီးတဲ့နေရာမှာပြောဆိုတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေကိုနော်သွားမယ်လာမယ်ဆိုရင်ဒီအရာဝတ်ဆင်တာပဲဖြစ်အဆောင်နေနဲ့ဆောင်ရတာပဲဖြစ်ဖြစ်ပဝါတွေပေါ့နော်အဲ့လိုရောင်နဲ့ပတ်သက်ရောင်နဲ့ဆောင်ရတာပဲဖြစ်လောက်ချင်ရပြီကံကောင်းမှုတွေတေချာပေါင်းရရှိမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်တခုထိသားရမှာကတနင်္ဂနွေသားပြီတွေဒီ2020နဲ့6မှာမနာလိုတဲ့သူတွေမုန်းတဲ့သူတွေကြီးလိုများတဲ့သူတွေကိုမမြင်နိုင်တော့လောကီပညာနဲ့ပြုစားတာတွေနှောက်ဆက်တာတွေဖြစ်နိုင်တယ် ။ဒါကြောင့်မို့တင်းတို့ရဲ့သားသမီးတွေဘာသာတရားတွေမများလို့ပြီးပါ။ကိုကဆေးရုံစီကံသွားလို့မပြောင်းဘူး။ဘာဖြစ်လို့ဖြစ်နေမှမသိဘူး။စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်နောက်ရေးမိသားစုရေး ဘာသူ့မှာအဆင်မပြေဘူးအညံ့တွေရောက်ရှိနေတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ကလည်းလူနဲ့မကပ်ဘူးတောင်းရောက်မြောက်ရောက်နေဘာကြီးကမကြကနာအောင်ညနေဆိုရင်ပိုဆိုးပြီးဒီလိုဖြစ်နေတဲ့သူတွေရှိရင်လည်းဆိုရင်တော့ကျွန်တော်ကိုဆက်တွယ်လာခဲ့ပါအခမဲ့လေးကျွန်တော်ဆစ်ဆစ်ပေးမှာဖြစ်ပါတယ်ဘယောကပဲဆစ်ပေးမှာနော်ဘေးရင်တော့မဟုတ်ဘူးချွေရဆက်တွယ်လာခဲ့တယ်ဘေးရင်တွက်ပေးမယ်ထင်လို့မဟုတ်ဘူးဘေးရင်တွက်မယ်ဆိုရင်တတ်မှတ်ထားတဲ့ပူဇော်ကားတော့ရှိတယ် နောက်ကကြော်ပြောတဲ့အချက်တွေနဲ့ကြုံတွေ့နေတယ်ဆိုရင်တော့ပယောကပဲစစ်ပေးမှာရှိမရှိလေကုတာလည်းမပါဘူး။ဒါကြောင့်မို့ခနောက်ကကြော်ပြောလို့ဖြစ်နေတယ်ဆိုရင်အများဆုံးဆက်သွယ်လာဖို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။ဒီ2026မှာခီးတွေအရင်မသွားပါနဲ့အလဲပတ်တွေအရင်မသွားပါနဲ့မဖြစ်မနေသွားရမယ်ဆိုဖျားတရားတွေလုံးနောက်တရကုံသုံးပါးကိုစောက်တည်ပြီးမှသွားအဲ့ဒါမှကံကောင်းမှုတွေရရှိမယ်။အလဲပတ်သွားတာလေခီးထွက်တာတွေနော်နိုင်ငံခြားသွားတာတည်းကတိတ်အကျိုးမပေးတဲ့အတွက်ကြောင့်မို့မိမိကနိုင်ငံခြားသွားဖို့ရှိနေတယ်ဆိုရင်2026မှာမသွားဘဲနဲ့ ဒီ2025မှာသွားမယ်ဆိုရင်တော့ကံကောင်းမှုတွေရရှိမှာဖြစ်တယ်2026လေးကိုရောက်မယ်ဆိုရင်တော့အခုကြာလာတဲ့မိရာကတော်တော်အဆင်ပြေတော့ကြောင်းမိဆွေကနိုင်ငံခြားမှာအဆင်ပြေတာတွေအောင်မြင်တာတွေဂျုံတွေ့မှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ဆင်းပြောင်းခဲ့တာကိုတော်တော်များများနားလည်တဘောပေါက်မယ်လို့ထင်တယ်မိဆွေကကံညက်နေတဲ့ကံမကောင်းဘူးဆိုရင်ကျွန်တော်ရေတရားလေးပေးမယ်တစ်နှစ်ပတ်လုံးကံညက်တဲ့ချိန်တိုင်းပြုလုပ်လို့ရပါတယ်ဒီရည်ရောင်လုပ်ခြင်းအပြင်ကံကောင်းမှုတွေကိုယ်စီကိုရောက်ရှိမှာဖြစ်ပါတယ်။ရေုံကြီးနဲ့ပြုတ်လုပ်ပေးပါခင်ဗျာ။လောက်ရမယ့်ရည်ရောင်ကအရန်တွေပြပါတယ်မခက်ပါဘူး။ ကိုနေတဲ့အိမ်ကဖျားမှာပဲကတ်လူတူတန်းလို့ရပါတယ်နော်ကိုကိုနိုင်လှုပ်လို့အဆင်မပြေလူကြီးတွေကိုကူညီတောင်းပြီးတော့လှုပ်လို့ရပါတယ်နံပါတ်၁ချက်လှုပ်ရမယ့်ရေတရားကကြံညှို့လေးတွေလိုပါတယ်ကြံညှို့က15ညှို့တိတိကိုဖျားမှာကတ်လူတူတန်းပေးရမှာဖြစ်ပါတယ်ဒီကြံညှို့ကမိတ်ဆွေကံညက်တဲ့အချိန်တိုင်းနေပြုတ်လို့ပေးပါခင်ဗျာနော်ကံညက်တဲ့အချိန်တိုင်းဒီရေတရားလေးပြုတ်လို့ချရမယ့်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ် ကြံညွတ်က15ညွတ်ကိုဖျားမှာကတ်လို့လူတန်းပေးရမှာဖြစ်တယ်ပြီးတော့နှင်းစီပန်း10ဘွေကိုမိတ်ဆွေကချနေပြီးတော့ခြေဖြတ်ရမယ်ဖြစ်စီရမှာဖြစ်ပါတယ်ကဲဘယ်လိုဖြစ်စီမလဲဘယ်လိုခြေဖြတ်မလဲဆိုတော့မိတ်ဆွေကနော်ကြံညွတ်15ညွတ်ကိုဖျားမှာကတ်လို့နေတဲ့အချိန်မှာအဲ့ဒီမိတ်ဆွေရဲ့ခြေထောက်အောက်မှာနှင်းစီပန်းအပွေ့10ဘွေကိုနင်းပြီးတော့တဆက်တဲ့ကတ်လို့လူတန်းပေးပါလက်ကလည်းကြံညွတ်ကိုနော်လှူဖို့အစင်နစ်ပြင်ထားတယ်ခြေထောက်မှာလည်းနှင်းစီပန်း10ဘွေကိုနင်းချေထားတယ်အဲ့လိုမျိုးတပြိုင်တည်းလှုပ်ချင်အောင်ဖြစ် အညက်တွေကလည်းတစ်ခါလေးပြေပြောက်သွားမယ်ကံကောင်းချင်းတာလည်းတစ်ခါလေးကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်နော်အဲ့ဒါပြီးသွားပြီဆိုရင်ခဏကငင်းချေထားတဲ့နှိစီပန်းကိုလက်အိတ်တော်လကောင်းနော်အဲကြွကြွအိတ်တော်ကောင်းဆွတ်ပြီးတော့ချောင်းမှာပြပြမြောင်းနဲ့တမျောပြစ်လိုက်ခြင်းအားဖြင့်ကံကောင်းမှုတွေတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကြံညို့၁၅ညို့ကမိတ်ဆွေတို့ရန်ကန်ကောင်းပါတယ်နှိစီပန်းဆယ်ပွေကတော့မိတ်ဆွေရဲ့အညက်တွေကိုခြေဖြတ်တာဖြစ်ပါတယ် အဲ့လိုမျိုးချားမှတံမြှောက်ပြတဲ့နေရာမှာငါးစီမှာရှိရမကောင်းတဲ့အညံ့တွေမကောင်းတဲ့အရာတွေအားလုံးဒီနေ့ချိန်ကစပြီးချောင်းထဲတို့မျောပါပြက်စီသွားပါစီဆိုပြီးတော့မျောပြက်လိုက်ရမှာဖြစ်ပါတယ်။အရေးကြီးတာတစ်ခုကမိတ်ဆွေကမလုံနိုင်ဘူး။အိမ်ကလူကြီးတွေကိုကုညင်းဒီတောင်းမယ်ဆိုရင်တော့ကိုယ့်ရဲ့အိမ်မှာစနေတောင်းသမီးတွေရှိတယ်ဆိုရင်ငါနှင်းစီပန်းကိုမချနိုင်ပါနဲ့။ကြံညို့မယ်ကတ်လူလူတန်းပေးပါ။အဲ့ဒီနှင်းစီပန်းစနေတန်းဖြစ်တော့ကြောင့်မို့ကိုယ့်အိမ်မှာစနေတောင်းသမီးတွေသွားခိုင်းပါဆိုလို့ပါဒီတစ်ချက်တော့တော်တော်လေးအရေးကြီးပါတယ်။အဲ့စနေတောင်းသမီးမရှိဘူးဆိုရင်ရပါတယ်။ နော်အပြင်မှာဆိုရင်အเจ้าမဟုတ်နော်အိမ်မှာတူတူနေတဲ့စနေသားမျိုးပြောတာအဲစနေသားမျိုးရှိတယ်မိသားစုဝင်ဒါပေမဲ့နိုင်ငံခြားမှာရှိနေတခြားနေရာမှာရှိတယ်ဆိုတော့ဘာမှမဖြစ်ဘူးကိုရတရားခြေတဲ့အချိန်မှာနော်ကိုရဲ့အိမ်မှာတူတူနေတယ်ဆိုရင်တော့အဆင်မပြေဘူးဒီတစ်ချက်တော့ရေးကြည့်ပါရစေကဲဒီရတရားကိုနားလေတဘောပေါက်မယ်ထင်တယ်မိစွာကန်ညက်တဲ့အချိန်တိုင်းအဆင်မပြေတဲ့အချိန်တိုင်းအခက်ခဲတဲ့ဖြစ်တဲ့အချိန်တိုင်းဒီရတရားမကြမကြလောက်ချင်အောင်ဖြစ်တစ်နှစ်ပတ်လုံးကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ် ရေဒီယိုကိုတော့ပြောင်းလုပ်ပေးပါခင်ဗျာတခုကျွန်တော်ကြံခဲ့တာကတနင်္ဂနွေနေ့မနက်9:40နဲ့9မိနစ်မှာတက်လူပါနောက်ခြေဖြတ်ပါအချိန်လေးမပြောပြရအောင်လို့ပြန်ပြောပြတာဖြစ်ပါတယ်ကြောင်းမင်းဆွေတွေနေ့အစနေ့ဆုံးကောင်းတော်နေ့ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော်မိသားစုဘွားပျော်စွင်တော်ချစ်သူဘွားတွေဒီလာမယ့်2026မှာပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ